ခုကြည့်ရမယ့်ဗီဒီယိုကတော့ social anxiety ရှိတဲ့ကောင်းလေးတယောက်ဆိုင်မှာသွားစားတာဆိုင်ကအယောင်ဝန်ထမ်းကောင်းမလေးပြောတဲ့ add on တွေကိုဘာမှတခြားနားမထောင်ပဲနဲ့ yes 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 ဆိုပြီးတော့ဖြေပြီးတော့ aura အရန်စားစရာတွေအရန်များွားတဲ့ဟာကိုစားနေရတဲ့ vlog ပဲဖြစ်ပါတယ်ဆိုတော့ခုတော့သူတလောက်လောက်စားကြည့်တယ် မစိုးဒါပေမဲ့တိတ်တော့မကောင်းအဲ့တော့ဟင်းရီလေးနဲ့ပြန်မျောချတယ်နောက်တစုံထပ်တော့တယ်မောင်လာဦးနီမောင်လာဦးနီလာဘာလာမသိဘူးအဲ့ဥစားအချင်းလိုမျိုးလောက်ထားတဲ့ဟာလေးကိုသူစားတယ်ပြီးတော့ကော်ပီတွေပုံပြီးထည့်ထားပေးတာလေးစားတယ် တကယ်တော့အဲ့မှာ add on လောက်ကမှာက omelet တို့ဘာတို့က add on မို့နော်အဲ့ဒါကိုမသိဘဲနဲ့ yes 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 တိရွှေဆက်ဆက်တိဖြည်ပြီးတော့အမှ order တွေကအမှ omelet တွေရောပြီးတော့ဒီဘက်မှာဆိုလို့ရှင်လေအသီးတွေလည်းများဟိုမှာအသားလုံးဆိုလို့ရှင်လေငါးလုံးတော့ဟိုမှာထည့်ပစ်လိုက်တယ်ဟိုကော်မလေးကလည်းတိတ်မယောင်းချင်ရှာဘူးရှိသမျှအကုန်ထည့်ပစ်လိုက်တယ်ဆိုတော့ကြာလဲကြာတော့အာ ring kick က 35ရင်းကလောက်ရှိတယ်။ဆိုတော့စိတ်နာနာနဲ့ပဲရှိသမျှကိုပေးသေးပြီးတော့အတင်းနင်းကပ်မိစားနေရတာဖြစ်ပါတယ်။အသားလုံးကစားလို့တော့ကောင်းပါတယ်။သူရဲ့ပေးရတဲ့ဈေးနဲ့ဟိုတော့ဟာဖြစ်တယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီတော့ကတော်တော်လေးအသားလုံးနဲ့အရန်များတော့အရန် အမဲသားတွေရောအသားလုံးတွေရောအတင်းမနေဖိတ်သိပ်ပြီးတော့စားလိုက်ရတော့ဗောနော်ပြန်အောင်စားကျင်လာကြည့်နေနဲ့အဲအမတကယ်က तू ကဘန်တူမာ तू ကဖေးသီးရနှစိတ်ကပါပြီးသားအဲ့ဒါကိုကျွန်တော်အချင်းမာတဲ့ဟာလာမသိဘူးအဲ့ဒါထထဲတဲ့ထဲမှာလဲသူတို့ကဖျဲသီးနှစိတ်ကိုထထဲပြီးတယ် အဲတကယ်တော့ဘန်တိုဆိုတာကဘာလဲဆိုတော့ तू อ่ะအဲ့ဒီဂျပန်အစားအသောက်တွေအကုန်လုံးကို तू อ่ะဆက်တစ်ခုထဲမှာအားလုံးထည့်ပြီးတော့ဗောနော်အဲ့လိုမျိုးလှုပ်ထားပေးတဲ့ဟာကိုတို့ကဘန်တိုလို့ခေါ်တာဆိုတော့ကျွန်တော်ကဘူးမတိကိုမတိနဲ့ကျွန်တော်ကသွားပြီးတော့စားတာစားတာဟိုမှာကျွန်တော်ကအက်အော်နေမှာလဲကျွန်တော်ကဟိုဟို free ထည့်ပေးရထင်ပြီးတော့ yes 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 တွေဖြည့်ခဲ့တာဗောနော်ပြီးတော့မှရှင်းတဲ့အခါကျတော့မှဈေးတွေကအများကြီးဝါတာဗောနော် အဲအမှကောင်းတာ right အချင်းလေးပေါ့အဲ့အချင်းလေးနဲ့တွတ်စားပြီးတော့ဟိုလောက်ရတာဒီကတော့မစိုးပါဘူးကောင်းပါတယ်အတမင်းလေးစားလိုက်ဟင်းလေးတောက်လိုက်အသားလုံးလေးစားလိုက်နဲ့စိတ်နာနာနဲ့အဲ့မှာဘောနော်သူကဖတ်ထုတ်တည်လဲပါတယ်အဲ့ဖတ်ထုတ်လေးဆိုလို့ရှင်လဲအဲ့ဒီဘန်တိုဆက်ထဲမှာပဲပါတာဘောနော် ဆိုတော့အကောင့်လေးလည်းစလို့ကောင်းပါတယ်ဒီဟိုတစ်ခေါက်ရှေ့တစ်ပတ်တုန်းကပေါ့နော်ကျွန်တော်သွားစားတယ်အဲ့ဒီအမဲသားဟိုဟာ beef rice bowl နဲ့လေဒီကောင်ကအဲ့လိုစင်တူပဲပေါ့နော်သူကခင်း sorry ခင်ကျင်ဒီအောင်ဖြစ်တယ်ပါလေစက်တွန်ဖြူစက်တွန်နီနဲ့သူကအဲ့လိုအမဲသားနဲ့ကိုအဓိက အရတာနေထားတာပေါ့နော်အဲ့ဒါကိုသူတို့ကလုံးဝအဲအဲ့ဒါကိုစားတာပေါ့ကွာဆိုတော့ကျွန်တော်ကတော့ဟိုဘလို့စားရမလဲလဲမသိဘူးဆိုတော့ကျွန်တော်ကတော့ဒီတိုင်းသူတို့ဟိုကျွန်တော်တစ်ဆက်ထဲမှာအလုံးပါမယ်ထင်တာပေါ့နော်ထင်ပြီးတော့အဲ့လိုမျိုးဟိုဖြစ်ပြီးအဲ့တော့နေရလေဟိုထဲရမထဲတာပဲကွာဝါမယ်ထင်ပြီးတော့ကျွန်တော်ကအဲ့လိုရှောက်ထည့်လိုက်တာပေါ့နော်ရှောက်ထည့်လိုက်ရှောက်မာလိုက်မိတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဆိုတော့သူကသူတစ်ဆက်စာလေးရတော့ စားလို့တော့ကောင်းပါတယ်သူအဲ့ဒီအလဲမှာပေါ့နော်သူကရည်ညှိလို့မျိုးလားမသိဘူးသူကအဲ့လိုအရသာလေးအဲ့လိုနည်းနည်းချင်းနဲ့ပတ်လဲသွားရတယ်ပေါ့နော်ဆိုတော့သူလှုပ်ထားတာကအဲ့ဒီမုံညင်းအဲမုံလာဥနီကိုလှုပ်ထားတာနောက်တစ်ခုကကြတော့ရည်ညှိတင်တယ်အဲ့လိုအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုထမင်းလေးနဲ့အဲ့လိုလေးစားလိုက်အဲဟင်းလေးတောက်လိုက်ပြီးရင်အသားလုံးလေးကိုအဲ့အချင်းလေးနဲ့တူစားလိုက်ပေါ့နော်ဆိုတော့စားလို့တော့တော်တော်လေးတော့ကောင်းပါတယ် စားနေတောက်နေရင်းနဲ့တွေးအောင်အတွေးတစ်ခုတော့မှပေါ်လာသေးတယ်တလုတ်စားဘူးသူဂျေဇူးဆိုတော့အခုလေဂျပန်ရဲ့ဂျေဇူးကကျွန်တော်မှရှိသွားပြီပေါ့နော်အဲ့တော့ဂျပန်စားကိုတလုတ်စားဘူးတဲ့အတွက်ကြောင့်မို့ဂျပန်ရဲ့ဂျေဇူးရှိပါပြီဆိုပြီးတော့တွေးမိသေးတယ်သူရဲ့အဲ့ဒီအထဲမှာထည့်ထားတာတွေကတော့ဘာဒီမန်းလေးတော့မမှတ်မိတော့ဘူးပေါ့နော်အဲ့မှာကော်ပီရခင်းကျင်တီးရပြီးတော့ ဒီဘက်ကအတုပ်ဆိုလို့ရှိရင်လည်းအဲ့ဟိုဟာပေါ့နော်ကော်ပီကိုသူကဟိုဟာ source တစ်ခုနဲ့သူကအဲ့လိုတုပ်ထားတာကွာဒါပေမဲ့အဲ့လိုအဲ့ဒါလည်းအဲ့တော့ကျွန်တော်စိတ်တယ်အဲ့ကောင်လေသူတို့3 ring key ယူတယ်ထင်တယ်အဲ့ဒီအတွက်ကိုလေဆိုတော့အဲ့ဒါမလိုဘဲနဲ့ရှောက်မှမိသလိုဖြစ်သွားတာပေါ့နော်ပြီးတော့အဲ့ဟိုဘက်ဘီနာမှာမြင်နေရတဲ့ omelette ဆိုလဲကျွန်တော်မနေစားလိုက်ရတာပေါ့နော်အဲ့ omelette ကြီးဆိုလဲ တိတ်တောင်မစားချင်မင်းနဲ့စားလိုက်ရတဲ့ပုံစံကြီးဖြစ်သွားတာပေါ့နော်ပြီးတော့ဖေးသည့်ကြီးလည်းအများကြီးအဲ့လိုမျိုးဖြစ်နေရအဲ့တော့ပြောချင်တာကတော့စိုင်မှာတော့စားမယ်ဆိုလို့ရှိရင်စိတ်အေးလက်အေးနဲ့စိုင်ကိုတိချာမေးပြီးတော့မှဘေးဟာတွေကိုဘလို့ ယူရမလဲပြီးရင်ဘယ်ဟာတွေကတော့ service charges ယူလဲဘယ်ဟာတွေကတော့ add on မှာ charges အတွက်ထပ်ပေးရလဲဆိုတဲ့ဟာတွေကိုတိကျလေးမေးပြီးတော့အဲ့လိုလေးသွားစားပါလို့အကြံပေးချင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့စိတ်လှုပ်ရှားမှု anxiety ကြောင့်မလို့အလကားပစံကုန်သွားတယ်လို့ခံစားမိလိုက်ရပါတယ်ပြီးတော့စားရတာကောင်းပေမဲ့အရင်များတဲ့အခါကျတော့ဟိုမနိုင်မနေစားရတဲ့အချိန်မှာဟို စိတ်က enjoy မဖြစ်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ကျွန်တော်ဒီသွားစားတဲ့နေ့မှာကြုံခဲ့ရတဲ့အတွေ့အကြုံလေးပဲဖြစ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော် omelet ကိုကျွန်တော်မနေဖြူနေရပြီပေါ့နော် တော်တော်လေးဤနေပြီဆိုတော့ထမင်းနေရော အမဲသားတွေရော ပြီးတော့ဟိုဘက်ကအမဲသားလုံးတွေရောပေါ့နော်ဆိုတော့ကျွန်တော်ကလည်းအစားတောက်တီးရအဲ့လိုပူတယ်ဆိုလို့ရှိရင်လေသူတို့လည်းဆိုင်ရလည်းမစားတော့ဘူးလीเนาะဟိုပစ္စည်းများ ကြံခဲ့တဲ့ဟာကိုဘယ်သူမှလည်းမစားချင်ဘူးလေဆိုတော့လွပြရမှာကြတော့လေကျွန်တော်ကလည်းနှမျောတယ်ဆိုတော့မကုံကုံအောင်ကျွန်တော်ဖိသိပ်ပြီးတော့အဲ့ဒါအတင်းနဲ့ထိုးထည့်ပြီးတော့စားတာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဘလော့မှာပြန်တွေ့ကြမယ်ပေါ့နော် see you